ကျွန်တော်တန်းအနေငါးတန်းအထိကိုကျွန်တော်ဘာတွေရခဲ့လဲဆိုမြန်မာအင်္ဂလိပ်သင်ချာကျွန်တော်အမှတ်တရပဲလောကမရောခဲ့ဘူးရောတဲ့နေ့ကျွန်တော်ထိုင်ကိုရဲနေပဲအဲ့လောက်ထိစူးစမ်းခဲ့တယ်ဒါပေမဲ့အတန်းကြီးလာတဲ့အခါမှာကိုကိုအဲ့တန်းအနေငါးတန်းအထိကိုကျွန်တော်ဘာလဲဆိုစာကြက်အောင်မယ်ကျွန်တော်မသိဘူးစာမကြက်ဘူးဆရာမတင်တဲ့စာကိုပဲစာအုံးပွဲဖြည့်ပြီးမေးပြီးဆိုကျွန်တော်အတိုင်းပဲရေးလိုက်တာအဲ့မှာစာဘရောမှပြန်မကြက်ဘူးအဲ့တော့အတန်းကြီးရောက်တော့ဘာဖြစ်ရလဲဆိုရင်ဒီစာတွေကိုကြက်ရမယ်ဆိုတာနားလဲလာတယ်အဲ့အချိန်မှာကိုကိုခလေးဆိုတော့ဟို ကိုယ့်ရဲ့ lifestyle ကို control မလုပ်နိုင်ဘူးမလုပ်နိုင်တဲ့အတွက်ဒီ set တန်းမှာကျွန်တော်အမတ်တရားပေါ့နော်အမတ်တရားလိုပြီးတော့ကတ်ပြုတ်ခဲ့တယ်အဲ့ကတ်ပြုတ်ခဲ့တဲ့အခါမှာလဲကျွန်တော်ကိုယ့်ကိုနောက်နိုင်လဲရတယ်ကျွန်တော်ဗာမေဂျာတက်လဲဆိုတော့ကျွန်တော် zoology ပါခင်ဗျ zoology တက်လိုက်တယ်အဲ့ဒီမှာလဲကျွန်တော်မဟာတန်းဒေါက်တာဝဲယူဖို့ပြင်ဆင်နေပါတယ်ခင်ဗျဟုတ်ကျွန်တော်ဆရာဝန်တကယ်ဖြစ်ချင်တာပါတကယ်ပါဘာလို့လဲဆိုရင်ကျွန်တော်ကအဓိက ြောခဲ့တယ်လို့ပဲကျွန်တော်အရင်ကလည်းပြောမှုပါတယ်ကျွန်တော်ကဒီရွာမှာနေတာရွာမှာနေတာဆိုတော့လေဒီကိုင်းနေရှိတယ်အမှကိုင်းခုတ်ချင်းဆိုတာရှိတယ်ကိုင်းခုတ်ချင်းဆိုရင်အဲ့ကိုင်းထဲမှာမွေးတွေအရန်ပေါ်တယ်အဲ့ဒီမှာပိုးထည့်ရင်ရွာသူတွေကအနေနဲ့အများ၁၀ရောက်မှတဝက်လောက်ကအသက်ပေးရတယ်ကျွန်တော်ငငယ်တုန်းကပေါ့နော်အသက်ပေးရတယ်နောက်ထပ်ဆေးရုံအချိန်မီသွားဖို့လိုတယ်အဲ့ဒီအချိန်မှာလမ်းပန်းဆက်သွယ်ရလဲခက်ခဲတယ်အဲ့ဒီအချိန်ကပေါ့နော်ခက်ခဲတယ်ခက်ခဲတဲ့အချိန်မှာဆေးရုံအချိန်မီမရောက်ရင် မျက်လုံးထဲမှာအဲ့လူကိုမြင်နေရတယ်ကောင်းမယ်ဆိုတာကြိုသိနေရတယ်ဒါပေမဲ့ဆုံရှုံသွားရတယ်အဲ့ဒီအရာကိုကျွန်တော်ဘယ်တော့မှမဖြစ်ချင်ဘူးနောက်ထပ်နေမကောင်းပြီးဆုံမသွားတဲ့သူတွေဆိုရင်ကျွန်တော်အရန်ရင်ထဲမှာမကောင်းဖြစ်တယ်အဲ့ဒီအရာတွေကိုကျွန်တော်ကုပေးချင်တာကုပေးချင်တဲ့အတွက်ကျွန်တော်စူးစမ်းတယ်ဆရာဝန်ဖြစ်ဖို့စူးစမ်းတယ်ကျွန်တော်ငငယ်တော့ဆိုရင်ဟိုကျွန်တော်တဒန်းအနေငါးတန်းအထိကိုကျွန်တော်ဘာတွေရခဲ့လဲဆိုမြန်မာအင်္ဂလိပ်သင်ချာကျွန်တော်အမှတ်တရပဲလောကမရောခဲ့ဘူးရောတဲ့နေ့ကျွန်တော်ထိုင်ကိုရဲနေပဲ ဲ့လောက်ထိစူးစမ်းခဲ့တယ်။ဒါပေမဲ့အတန်းကြီးလာတဲ့အခါမှာကိုယ့်ကိုယ်အဲ့တန်းကနေ၅တန်းထိကိုကျွန်တော်ဗာလဲဆိုစာကြက်ရအောင်မယ်ကျွန်တော်မသိဘူး။စာမကြက်ဘူး။ဆရာမတင်တဲ့စာကိုပဲစာအုပ်ပွဲဖြည့်ပြီးမေးပြီးဆိုကျွန်တော်အတိုင်းပဲရေးလိုက်တာ။အိမ်မှာစာဘရောမှပြန်မကြက်ဘူး။အဲ့တော့အတန်းကြီးရောက်တော့ဗာဖြစ်ရလဲဆိုဒီစာတွေကိုကြက်ရမယ်ဆိုတာနားလဲလာတယ်။အဲ့အချိန်မှာကိုယ့်ကိုယ်ခလေးဆိုတော့ဟိုကိုယ့်ရဲ့ lifestyle ကို control မလုပ်နိုင်ဘူး။မလုပ်နိုင်တဲ့အတွက်ဒီ set တန်းမှာကျွန်တော် အမတ်တရားပေါ့နော်အမတ်တရားလိုပြီးတော့ကပ်ပြုတ်ခဲ့တယ်အဲ့ကပ်ပြုတ်ခဲ့တဲ့အခါမှာလဲကျွန်တော်ကိုယ့်ကိုနောက်နိုင်လဲရတယ်မှန်တယ်ပြောကျွန်တော်အလုံးဝေခံထားရလေအမတ်တရားကြောကျွန်တော်လိုပြီးတော့ကျွန်တော်ကပ်ပြုတ်ခဲ့တာလေကျွန်တော်တမတ်တမတ်လို့လဲလိမ်ပြောတာလဲမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အမတ်တိုင်းပြောတာပါကျွန်တော်တကယ်ဆရာဝန်ဖြစ်ရှင်တာပါဒါပေမဲ့အခု loss set မှာမဖြစ်နိုင်ပင်ပဲကျွန်တော်ဟူဆလန်တွေထဲမှာတော့ဆရာဝန်ဖြစ်နေတရုပ်ဆောင်နေရရပေါ့နော်ကျွန်တော်ဘာမေဂျာတက်လဲဆိုတော့ကျွန်တော် zoology ပါခင်ဗျာ ဇော်လော်ဂျီတက်လိုက်တယ်အဲ့ဒီမှာလဲကျွန်တော်မဟာတန်းဒေါက်တာဝက်ယူဖို့ပြင်ဆင်နေပါတယ်ခင်ဗျာဟုတ်အဓိကကတော့ကျွန်တော်ကိုလာပြောတဲ့သူတွေတချို့ကကျတော့ကျွန်တော်ပြောတာကိုကြီးစရာလေးအနေနဲ့သဘောထားတဲ့သူတွေရှိတယ်ဒါပေမဲ့တချို့ကကျတော့ဘာဖြစ်ကြလဲဆိုရင်စာတော်မှဆရာဝန်အမတ်မိမှလူယာဝန်တယ်လို့ထင်နေတဲ့သူတစုရှိတယ်အဲ့ဒီသူတွေကိုကျွန်တော်ပြောချင်တာကဘာလဲဆိုရင်အခုချမ်းသာနေတဲ့နံပါတ်1တတိယတွေကဆရာဝန်အမတ်မိခဲ့လား ဆရာဝန်ဖြစ်ဖို့ကြိုးစားခဲ့လားနောက်ထပ်တစ်ခုကျွန်တော်ဒီကနေ့မှာရက်တည်နေကြတဲ့သူတွေမှာလဲအတန်းပညာမှာမတော်ပေမဲ့စီးပွားရေးပညာဘဝလူမှုရေးပညာရေးမှာတက်ဆွမ်းနေကြတဲ့သူတွေရှိတယ်တချို့ကြီးကျွန်တော်အတိတွေထဲမှာပဲရှိတယ်စဆိုရင်ဘလောက် ကြက်ကြက်မရဘူးသူတို့သိတယ်ဒါပေမဲ့စီးပွားရေးနဲ့ပတ်သက်ထ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 က်နေနေရပဲအဲ့လိုလူမျိုးအများကြီးရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာဘဝမှာအဓိကကိုယ့်ရဲ့ဘဝကြီးမှာကိုလိုချင်တဲ့ target ကိုထားထားပြီးတော့စအုပ်ပဲစူးစမ်းနေဖို့လည်းမလိုဘူး ဒါပေမဲ့စာတော့မစ조사ရအောင်လားစ조사ပါဒါပေမဲ့ကိုဖြစ်ချင်တော့စ조사လေကိုဖြစ်ချင်တဲ့အရာကိုကိုပိုင်းခြားနိုင်ပြီတတိယစားဝေဖန်ပိုင်းခြားနိုင်ပြီဖြစ်အောင်လုပ်နိုင်မှာတကယ်လူတော်လို့ခေါ်တာကျွန်တော်လည်းအဲ့လိုဖြစ်အောင်စ조사နေတယ်အဲ့ဒါကြောင့်အယူမမားကြပါနဲ့ဘာလို့လဲဆိုရင်တချို့ကကျွန်တော်ကိုလာပြီးပြောဆိုတဲ့သူတွေတဲမှာအဲ့ဒီအမတ်တွေအများကြီးရမှာလူရဝင်မဲ့ style မျိုးနဲ့ပြောနေတယ်ဆိုတာအဲ့ဒါတော့ကျွန်တော်လက်မခံပါဘူးခင်ဗျာဟုတ်ကျွန်တော်ဘယ်တော့မှစိတ်ခံစားချက်ဖြစ်သွားလဲဆိုတော့အဲ့ဒီနေ့ကကျွန်တော်တို့ကမေကွန်းခတ်တယ်ဗျမေကွန်းခတ်တော့ အရန်ခတ်တယ်အရန်ခတ်တဲ့အချိန်မှာကျွန်တော်ဂုံဒူးမန်းသားရဲ့ဘာသာရှိတယ်ကျွန်တော်ကဆက်တန်းရောက်တဲ့အခါမှာကျွန်တော်ဆရာဝန်မဖြစ်နိုင်တော့ဘူးဆိုတော့တိတယ်ဘာလို့လဲဆိုကိုကြက်ထားကိုတိဆောင်နေဒါပေမဲ့ဂုံဒူးမန်းပြီးတော့ကျွန်တော်ဆရာဝန်မဖြစ်နိုင်အောင်မှာအင်ဂျင်နီယာလောက်တော့ကျွန်တော်မှန်းလိုက်တယ်မှန်းလိုက်တဲ့အတွက်ကျွန်တော်ဖြေတယ်အာတင်ရှာဓာတုယူပစီဝါကိုကျွန်တော်လေးဘာသာမှန်းလိုက်တယ်မှန်းပြီးွားရင်ကျွန်တော်အင်ဂျင်နီယာကြောင့် AC တက်မယ်ဆိုပြီးတော့လှုပ်လိုက်တဲ့အခါမှာတကယ်တကယ်အဲ့တော့တခုခုဆိုရင်ကျွန်တော်လေ့လာပါတင်ယူပါနောက်တစ်ခု ကျွန်တော်ပြန်ပြီးလေးကျင်ပါပြန်လန်လေးကျင်ပါကျွန်တော်ဘယ်တော့မှပြန်မလေးကျင်ဘူးကျွန်တော်ရဲ့အကျင့်อ่ะဒါရသွားပြီဘယ်တော့ပဲဖြစ်ဖြစ်ငါရရတယ်ဆိုတော့တွေးခဲ့တာစောင်းမွေးခန်းနဲ့ရောက်တော့မေခွန်းခတ်တာနဲ့ကိုပြန်ပြီးလေးမကျင်တာနဲ့တိုးလိုက်တဲ့အချိန်မှာသွားပြီငါးမမောက်တာပဲအဲ့ဒီအချိန်မှာကျွန်တော်တတုံမှစောင်းမွေးခန်းထဲမှာလဲစောင်းမွေးခန်းထဲရထွက်တော့ကျွန်တော်အပိုင်နိုင်ဆုံးပါတာတွေကျွန်တော်မျက်ရည်ကျပြီးကမှထွက်ခဲ့ရတယ်အဲ့ဒါပြီးတော့တတုံမှဆယ်တန်းအောင်စီထွက်တော့ကျွန်တော်နမေမပါပါစင်းနဲ့စဉ်းစားတာ ဆူတောင်းတာဘာဖြစ်လို့လဲဆိုရင်ပြန်ဖြည့်ချင်တာဖြည့်ချင်တယ်ဆိုတာကိုယ်အဲ့အချိန်မှာစဉ်းစားလိုက်တော့လေအိမ်ကအဖေတွေမိတွေကဘာပြောလဲဆိုငါတာငါတာဖြည့်ခဲ့တဲ့လောက်ပဲဘာလို့လဲဆိုတနေ့ရှုံးသွားပြီဆိုရင်အဲ့တနေ့အတွက်လေကိုပေးထားတဲ့အချိန်တွေကမနေဘူးငါတာဟိုဒီလိုဒီဟာမျိုးမှမဟုတ်ဘူးကိုလမ်းကြောင်းပေါ့အစောကပြောတယ်လို့လူတော်တယောက်ဆိုတာကိုရှောက်မဲ့လမ်းကြောင်းပေါ့ကိုကိုယ်တိုင်စူးစမ်းပြီးတော့စတော်နေမှမဟုတ်ဘူးစူးစမ်းပြီးတော့တေချာဝေဖန်ပိုင်းချဆုံးဖြတ်ပြီးကမှတက်လန်းနိုင်ရမယ်ဆိုတော့ ပုံစံမျိုးနဲ့ကျွန်တော်အိမ်ကအားပေးတာပေါ့နော်အားပေးတဲ့အချိန်မှာကျွန်တော်ဆက်တန်းဆောင်ပွဲအမတ်ထွက်လာတဲ့အခါမှာအဲ့လိုစေးကြောင်အမတ်တရာကျော်နဲ့ကပ်ပြုတ်ခဲ့တာပေါ့နော်အဲ့ဒါတော့တကယ်မှတ်ရပါဒါပေမဲ့ကျွန်တော်ဆောင်ပွဲအောက်စီထွက်တဲ့အချိန်မှာခံစားရတယ်ဒါပေမဲ့ကြိုတင်ပြင်ဆင်ထားတဲ့အတွက်ပျော်နေပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်အဲကျွန်တော် zoology major မှာကျွန်တော်ဒေါက်တာဘွဲယူဖို့အတွက်ပြင်ဆင်နေပါတယ်အကျိုးစားနေတယ်ပေါ့နော်ကျိုးစားနေစေလူငယ်တယောက်ပါဒါပေမဲ့အခုအနုပညာလုပ်နေတဲ့အတွက်ပေါ့နော်ကျွန်တော်စာဘက်လေးကို အမှန်တရားပြောရရင်ကျွန်တော်တက္ကသိုလ်ရောက်တော့ကိုပိုင်ဆုံးဖြတ်ချက်ရှိသွားပြီရှိသွားရတဲ့ကျွန်တော် qualify နေမဟာတွေကျွန်တော်ဝင်အောင်ဖြည့်တာဖြည့်ပြီးကမှကျွန်တော်ရောက်တာပေါ့နော်အဲ့ဒီကျတော့ကိုကို control လုပ်နိုင်သွားပြီအဲဒါပေမဲ့အခုကျတော့နုပညာလုံးတော့စာဘက်ကိုကျွန်တော်မလှည့်နိုင်ဘူးအရန်ပင်ပန်းတယ်ပင်ပန်းတော့အဲ့တော့ကျွန်တော်ခဏဒီကြီးရဲ့ချက်ကြီးကိုခဏလောက်လေးစိုက်ငံ့လာတာပေါ့နော်ဟုတ်